မင်္ဂလာပါ Story War ကနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Story War Channel ကိုစောင့်ကြည့်နေတဲ့ပရိသတ်တွေအတွက်မောင်ပေါကျိုင်းဟာမြမရာဇဝင်ရှိအဆက်ဆက်က ပြောခဲ့ကြတဲ့ပါဇက်ရာဇဝင် ပုံမြင်တစ်ပုဒ်ပဲဖြစ်ပါတယ်မအိတ်မနေအသက်ရှိမိဘများစကားရသွားပါများခရီးရောက်ဒီစကားသုံးခွန်းကတော့ဒီတာပေါမောက်ခကြီးကမောင်ပေါကျိုင်းကိုစကားကြီးသုံးခွန်းမှတ်သားချဖို့တင်ကြားပေးလိုက်တာပဲဖြစ်ပါတယ် ဒီစကားသုံးခုကြောင့်မောင်ပေါချိုင်းရဲ့ဘဝပြောင်းလဲခဲ့ရပါတယ်။တကယ်ကိုလေ့လာမှသားဖို့ကောင်းတဲ့စကားကြီးသုံးခုရဲ့အတိတ်ပဲဟာဘာတွေဖြစ်မလဲဆိုတော့မောင်ပေါချိုင်းဆိုတဲ့ပုံရင်းလေးကိုတမျိုးပြန်လဲခန်းစားဖို့တင်ဆက်ပေးလိုက်ပါတယ်။ channel လေးကို like and subscribe လုပ်ပြီးနားဆင်ပြကြပါဦးနော်။ရှိရှိတုန်းကမောင်ပေါချိုင်းဆိုတဲ့လူငယ်လေးဟာတက္ကသိုလ်မှာပညာသွားတင်တာပေါ့။ ဒီလိုနဲ့ပညာသင်ကြားပြီးလို့သုံးနေကြတဲ့အခါမှာအိမ်ပြန်ကကြီးတော့သူ့ရဲ့ဆရာကြီးကစကားသုံးခုကိုမှာကြားလိုက်တယ်။မအိမ်မနေအသက်ရှည်မိဘများစကားအရသွားပါများခရီးရောက်တဲ့ဒီလိုနဲ့မောင်ပေါကျိုင်းဟာ သူ့ရဲ့ဆရာကြီးမှာကြားလိုက်တဲ့စကားကြီးသုံးခုကိုမှတ်သားပြီးသူ့ရဲ့တိုင်းပြည်ကို ပြန်လာခဲ့တော့တာပေါ့။ တန်းပြီကိုပြန်လာတဲ့တောရဲ့လန်တနီယာမှာလမ်းစာပြောက်လို့လမ်းစာရှာတဲ့အခါမှာတစ်ပင်မော်ကိုတက်ကြည့်တော့ဟိုးအဝေးကြီးမှာမြို့ကြီးတမြို့ကိုတွေ့မြင်လိုက်ရတယ်တဲ့ဒီလိုနဲ့မောင်မောင်ကျိုင်းဟာသူ့ရဲ့ဆရာကြီးမှားလိုက်တယ်လို့ပဲသွားပါများခရီးရောက်ဆိုတဲ့အတိုင်းအဲ့ဒီမြို့ကြီးဘက်ကိုမှန်းပြီးသွားတော့တာပေါ့အဲ့ဒီမြို့ကြီးဟာတကောင်းမြို့ကြီးဖြစ်နေတယ်တဲ့ ညူတကားနားလေးရောက်ရုံမောင်းခတ်နေတဲ့လူတွေကိုမြင်လိုက်ရတဲ့။တိုင်းပြည်မှာမိဖုရားကြီးမင်းပြူနေတာမတင့်တော်လို့ဘရင်လှုပ်လို့တဲ့သူများရှိရင်နန်းတော်ကို လာပြောနိုင်တယ်လို့မောင်းခတ်ပြီးကြေညာနေကြတာတဲ့။ဒီလိုနဲ့မိဘများစကားရာဆိုတဲ့အတိုင်းမောင်ပေါ့ကျိုင်းကနန်းတော်ရဲ့ကိုသွားပြီးဟူမေးကြည့်မင်းနဲ့လိုက်မေးလိုက်တဲ့အခါမှာ အဲ့ဒီမိဖုရားနဲ့စုံမက်ပြီးဘယင်လုတဲ့သူဟာဒီနေ့ဘယင်ဖြစ်မနေ့ပြန်ကွယ်လွန်နေတာဆိုတဲ့အကြောင်းကို သိလိုက်ရတော့တာပေါ့ဒါပေမဲ့မောင်ပေါကျိုင်းဟာဘယင်လုချင်လွန်းလို့သူလုမယ်လို့ဝန်ခံလိုက်တော့တယ်ဆိုင်ရာမုမတ်တွေကလည်းဝမ်းသာအားရနဲ့မောင်ပေါကျိုင်းကိုချက်ချင်းဆိုသလိုပဲမိဖုရားကြီးနဲ့စုံမက်ပြီးနန်းတင်လိုက်ကြတာပေါ့ ဘရင်မောင်ပေါကျိုင်းကတော့နန်းလေးရမိပြားလေးရဆိုတော့ပီတိဖြစ်နေတော့တာပေါ့ဒီလိုနဲ့မောင်ပေါကျိုင်းဟာနန်းတော်ရဲ့ရာဇဝင်ကိုတည်ထားသူဖြစ်တဲ့အတွက်ညရောက်တဲ့အခါမှာမိပြားကြီးလဲအိပ်ပျော်ရော သူကအသားချပြီးမပျော်တုံးတုံးကို သူ့ရဲ့နေရာမှာစောင့်ချုံပြီးတော့ထားလိုက်တော့တာပေါ့သူကတော့ မအိပ်မနေအသက်ရှိဆိုတဲ့အတိုင်းတညာလုံးမအိပ်ဖဲဓာတ်တလက်နဲ့ခေါင်းရင်းမှာကင်တွေပြီးထိုင်ချောင်းနေတော့တာပေါ့ဒီလိုနဲ့ညတကောင်ကြောတဲ့အခါမှာနှကားကြီးတကောင်ဝင်ရောက်လာတယ်လေသူကလည်းအတာပုံးနေလိုက်တာပေါ့ နဂါကြီးဟာငပြောတော့ငိုမောင်ပေါ်ကျိုင်းထင်ပြီးပေါက်လိုက်တာနဂါအဆွေဟာငပြောတော့မှာညီးပြီးဒန်းလန်းကြီးဖြစ်နေတော့မှာပဲမောင်ပေါ်ကျိုင်းကထွက်လာပြီးဓာနဲ့ခုတ်သက်လိုက်တာနောက်ဆုံးမှာတော့နဂါကြီးလည်းနေရာမှာတင်လဲကျသွားတော့တာပေါ့နောက်တနေ့ရောက်တဲ့အခါမှာမောင်ပေါ်ကျိုင်းဟာ မတည်သေးပဲရှိနေသေးတာကိုမြင်တော့ငူးမတ်တွေကအံ့ဩကြပြီးချီးကျူးလိုက်ကြတယ် ဒါပေမဲ့မိဖုရားကြီးကတော့တိတ်ပြီးကျင်းတဲ့ပုံမပေါ်ပဲမောင်းပေါချိုင်းကိုဆက်ပြီးစကထားဖွက်လိုက်တဲ့။မိဖုရားကြီးမိတဲ့စကထားကိုခုနှစ်အတွင်းမဖြေနိုင်ရင်ဂျုံစံအတိုင်းတက်ပြရတဲ့အမိန့်ရှိလေတာပေါ့။မောင်းပေါချိုင်းကလည်းလက်ခံလိုက်တော့တယ်။စကထားကတော့ထောင်ပေးလို့စုံ၊ရာပေးလို့ချုံ၊ချစ်တဲ့သူအယူစရိုးလုံးတဲ့ ဒီလိုနဲ့မောင်ပေါကျိုင်းဟာ တွေးလို့မရတော့မူးမတ်တွေကိုခေါ်ပြီးတိုင်မင်တော့တာပေါ့ဒါပေမဲ့ပရင်မောင်ပေါကျိုင်းနဲ့မူးမတ်တွေဟာ တနေ့တနေ့နဲ့6ရက်သားမြောက်ရောတွေးလို့မရနိုင်တာနဲ့အသက်ခံရတော့မှာပဲဆိုပြီးစိတ်ပြက်ကုန်ကြတာပေါ့အဲ့ဒီအချိန်မှာ မောင်ပေါကျိုင်းရဲ့မိဘတွေဟာသူတို့ရဲ့တာရှင်ပြင်ဖြစ်တဲ့ကြတော့တကောင်းမြူကြီးကိုအလေလာကြတာပေါ့ မြို့ကိုလာရဲ့လမ်းထဲမှာခိတ္တာနားနေတော့တစ်ပင်မောကကြီးနှကောင် စကားပြောနေတာကို တွေ့လိုက်တော့ရတယ်။မောင်ပေါ့ကျိုင်းရဲ့ဖခင်ဖြစ်သူက ကြီးစကားကိုနားလေရတယ်။ဒီလိုနဲ့မနှက်ပြန်တော့စကတ်ထားမပြေနိုင်လို့မောင်ပေါ့ကျိုင်းတယောက်အသက်ခံရရင် သူ့ရဲ့အသားကိုတို့ရီစားရမှာပေါ့လို့ကြီးမဖြစ်တဲ့သူက ကြီးဖို့ဖြစ်တဲ့သူကိုမေးလိုက်တော့တာပေါ့။ကြီးဖို့ကလည်း ိတာပေါ့ဒီမီပြားကြီးဟာနဂါးကြီးနဲ့တိတ်တီပုံကြိုက်နေတယ်တဲ့ထောင်ပေးလို့စုပ်ဆိုတာကတော့နဂါးကြီးရဲ့တရေကိုငွေတထောင်ပေးပြီးစုပ်ခိုင်းတာပေါ့ရှင်ဘီယောမူးမတ်တွေရောဒီအကြောင်းကိုမသိကြဘူးတဲ့မိဖုရားကတိတ်တီကြိတ်ပြီးကြံစီနေတော့တာပေါ့ ရပီးလို့ချုပ်ဆိုရာကအဲ့ဒီနဂါးတရီကိုအချုပ်သေးစီမှာငွေတရားပေးပြီးသူ့ရဲ့အင်ကြီးချုပ်ခိုင်းတဲ့ဟာကိုခေါ်တာပေါ့တခါတခါသူ့ကိုယ်ရင်တောင်တွားကြည့်လိုက်သေးတယ်တဲ့ချစ်တဲ့သူအယူစရိုးလုံးဆိုရာကတော့အဲ့ဒီနဂါးကြီးဟာသူ့ရဲ့ချစ်သူမဟုတ်လားအဲ့ဒီနဂါးယိုးကိုပပုစရာထအပ်ပြီးစရိုးလုံးခိုင်းတာပေါ့ဒီရှင်ဘီရင်တော့ဖြေနိုင်မယ်မထင်ပါဘူးကွာ အသက်ခံရမှာပါတဲ့ဒီလိုနဲ့ကြီးဖို့နဲ့ကြီးမစကားပြောနေတဲ့အတန်းကိုမောင်ပေါချားရဲ့ဖခင်ဖြစ်သူကလည်းကြာရောတခါတည်းသူ့ရဲ့အမျိုးသမီးကိုခေါ်ပြီးအပြေးအလွှားနဲ့နန်းတော်ကိုရောက်အောင်တွားတော့တာပေါ့ဒါပေမဲ့လမ်းကဝီးတော့နန်းတော်ကိုညကြမှ ရောက်သွားတော့တယ်တာရှင်ဘီရင်ကိုအကုန်လုံးပြောပြလိုက်တဲ့အခါမှာတော့ မောင်ပေါကျိုင်းလေးစိတ်ညစ်ဓာရီပြေပြောက်ပြီးဝမ်းသာသွားတော့တာပေါ့ဒီလိုနဲ့နောက်တနေ့မနက်မိုးတောင်းရောက်တဲ့အခါမှာမိဖုရားကြီးကစကထားပြေဖို့ခုနှစ်ရက်မြောက်ပါပြီလို့ပြောထားလိုက်တဲ့အခါမှာမောင်ပေါကျိုင်းကလည်းငကားကြီးနဲ့မိဖုရားကြီးတိတ်တိတ်ပုံကျိုင်းနေတဲ့ကိစ္စတွေကိုအကုန်လုံးဖွင့်ချပြီးမိဖုရားကြီးကိုစူပူချိန်မောင်းတော့တာပေါ့ ဒီလိုနဲ့မိဖုရားကြီးကလည်းသူ့ရဲ့အဖြစ်တွေကို ဝင်ချတောင်းပန်ပြီးဘုရင်မောင်ပေါ်ချိုင်းကိုရီယိုတတီပြုစုလုပ်ကြွေးပြီးနေထိုင်သွားတော့တယ်။ကဲပုံမြင်လေးကတော့ဒါပါပဲနော်။ Story War ပြည်သက်တွေလည်းစကားကြီးသုံးခုရဲ့အသုံးဝင်ပုံနဲ့အထိပ္ပယ်ကိုသိရှိနားရတော့လိမ့်မယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်းပုံမြင်တွေဝိတုရူတွေဇောင်းမားတွေနဲ့ရာဇဝင်တွေကိုနားထောင်ခြင်းနဲ့ဆိုရင် channel လေးကို like and subscribe လုပ်ပြီးအားပေးကြပါအောင်နော်